မြန်မာပြည်သူတွေကိုအခုလိုအကြမ်းဖက်ကျူးလွန်နေတဲ့မြန်မာနိုင်ငံရဲ့စစ်အစိုးရရဲ့လုပ်ရက်ကို UK အစိုးရက ပြင်းပြင်းထန်ထန်ကိုရှုတ်ချတယ်။ကဲဘောမာတွေကသူတို့ဘုံကျက်တာကိုမှန်တယ်လို့ပြောနေတာနော်။အကြမ်းဖက်စစ်တပ်ကသူတို့ဘုံကျက်တာကိုမှန်တယ်လို့ပြောနေတာနော်။အဲ့ဒီချိန်မှာကိုလာသမကရဲ့ UK ရဲ့ Australia ရဲ့ Switzerland ရဲ့က ပြည်သူတွေကိုဘုံကျဲနေတာကိုငါတို့ပြင်းပြင်းထန်ထန်ရှုတ်ချတယ်တဲ့နော်အပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုမင်းတို့ချိုးဖောက်တာတဲ့အဲ့တော့ဘသူကမှန်တယ်ဘသူကပါတယ်ဆိုတာကိုဖိုးဖိုးတို့ဒါကဘာကြီးကဖိုးဖိုးတို့ပြည်သူတွေကိုပြစ်မှတ်ထားဘူးရက်တီတယ်ဆိုတာကိုဖိုးဖိုးကဒါပြော့ပြပေးတာပေါ့နော်ဒါတွေကတန်ဖိုးရှိတယ်ဗျတန်ဖိုးရှိတယ်နော်ကဘာကြီးကပြစ်ထားရင်ဖိုးဖိုးတို့ဒါ စိတ်တက်ကြစရာကောင်းတယ်အခုလို့ပြစ်မထားတာကဖော်ဖုံးလို့ဗတ်မှာကဘာကြီးရှိနေတယ်ဆိုတာကိုဒါတက်တည်ပြတာပါပဲနော်နောက်တစ်ခုကအကျမ်းပတ်စစ်တက်က လူငယ်တွေအပြင်ကိုအသက်80အထိကိုဟိုတော့ပေါ်တာဆွဲပြီးတော့ကိုအသုံးပြုနေတယ်နော်ဒါအလေးဝင်လာတဲ့စမှုထံဟောင်းအောင်ကိုကိုဟင်းကဝတ်ခံတာနော်အကြမ်းဆက်ကလူငယ်တွေတော့မဟုတ်ဘူးတဲ့အသက်80အရွယ်အိုနာဂျိုကန်းကြီးတွေကိုတော့မှ เนาะซွဲပြီးတုံးနေတယ်တဲ့မိကုံရက်ကုံရိတ်ခါကုံတက်တွင်းတပုံထလိုက်ပြီတဲ့တနေ့အဲ့ဒီအတိတ်တပောင်နမိတ်ဆောင်ကမကြခင်ဖြစ်လာမှာနော်အခုစစ်မှုထမ်းတက်သားအောင်ကိုကိုဟင်းကကူက तू ဝန်ခံပြောထားတာလူငယ်တွေကတော့မဟုတ်တော့ဘူးတဲ့အသက်80ရွယ်အိုနာကျိုးကန်းကြီးတွေကတော့မှအကြမ်းဖက်စစ်တပ်ထဲမှာထုတ်သုံးနေရတယ်တဲ့နော်ထုတ် ပြီးတော့ရှေ့တန်းမှာလည်းပဲเนาะရှေ့တန်းမှာလည်းပဲစုအဖြစ်ပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ခွင့်ပေးထားတယ်လူရက်ခွင့်ဖြတ်စည်းခွင့်ပေးထားတယ်မင်းရိုးကျင်လဲရှုတ်ယူကျင်လဲယူအကုန်လုံးကိုဟိုတို့ခွင့်ပြုထားတယ်ကဲเนาะဒါပြည်သူပိုင်ပစ္စည်းတွေကိုเนาะရှေ့တန်းမှာလည်းပဲပြည်သူပိုင်ပစ္စည်းတွေကိုသူတို့ မိပဲရှို့ရှို့ယူပဲယူယူအကုန်လုံးကိုခွင့်ပြုထားတယ်တဲ့ဒါတွေဟာတစ်ချိန်ကျလို့ရှိရင်တတ်သေးတယ်ပေါ့ဗျာလေရှင်ကျရင်တတ်သေးတယ်ပေါ့သူတို့ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုတွေပေါ့နော်နောက်တစ်ခုကစစ်မှုထမ်းတပ်သားအဖြစ်အတ္တမဆူဆောင်းခံရမှုတို့ကြောင့်နော်မြန်မာနိုင်ငံမှာစစ်မှုထမ်းတပ်သားအတ္တမဆူဆောင်းခံရတဲ့အတွက်ကြောင့်မြန်မာလူငယ် နှစ်တသမ5တန်နီးပါနှစ်ပန်းခွဲနီးပါနော်စိုးရိမ်ပူပန်နေရတယ်နော်ဒါကုလသမဂ္ဂရဲ့ဖွံ့ဖြိုးမှုအစီအစဉ် UNDP ကသူစုံစမ်းစစ်ဆေးတာကိုသူတင်ပြတာကုလသမဂ္ဂပါကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကသူ့ရဲ့စုံစမ်းလို့ရသမျှဟာတွေကိုကုလသမဂ္ဂကိုတင်ပြတာမြန်မာနိုင်ငံမှာတဲ့ လူငယ်ပေါင်းနှစ်တန်းခွဲကနော်အတ္တမတ္တသားအဖြစ်စုဆောင်းခံရနေတဲ့အတွက်ကြောင့်တဲ့လူငယ်တွေစိုးရိမ်ပူပန်နေရတယ်ဟောလူငယ်6တန်းကျော်ကလုံခြုံမှုမရှိဘူးတဲ့သူတို့မှာအမြဲတမ်းဘယ်နှစ်သေးမလဲဘယ်တော့ပေါ်တာဆွဲမလဲဆိုတာကိုနော်ခံစားနေရတယ်တဲ့ လူငယ်နှစ်သန်းခွဲက အတ္တမတတ်သားစုဆောင်းခံနေရတယ်တဲ့လူငယ်6သန်းကကြတော့သူတို့မှာမလုံခြုံကြဘူးတဲ့ဘယ်နေ့သိမလဲဘယ်နေ့ပေါ်တာဆွဲခံမလဲဆိုပြီးတော့စိုးရိမ်ပူပန်နေရတယ်တဲ့တုံလုံး6ချားနေရတယ်ပေါ့နော်စိတ်ဝေဒနာခံစားနေရတယ်ပေါ့နော်ဒါက UNDP ကကုလသမဂ္ဂမှာအစီရင်ခံစာတင်ပြတာပေါ့နော်ဟောဖဖို့တို့ ပြန်းမြနဲ့တွက်ရင်တဲ့မြန်မာလူငယ်ခုနှစ်ဦးလေတဦးခန့်နော်စိုးရိမ်ပူပန်နေရတယ်မြန်မာလူငယ်ခုနှစ်ဦးမှာတဦးကစိုးရိမ်ပူပန်နေရတယ်အဲ့တော့ခုနှစ်ပုံတစ်ပုံကစိုးရိမ်ပူပန်နေရတယ်ပေါ့နော်တော့လူငယ်10ဦးမှာ4ဦးကနော်မလုံးဂျုံဘူးဆိုတော့ စိတ်ဝေဒနာခံစားနေရတယ်လူငယ်10ဦးမှ4ဦးကမလုံခြုံတဲ့စိတ်ဝေဒနာခံစားနေရတယ်ဟောငါတို့ဘယ်နေ့သိမလဲဘယ်နေ့ပေါ်တာဆွဲခံမလဲဆိုတော့မလုံခြုံဘူးကိုကိုကိုအများနဲ့6လနေတယ်ပေါ့ဗျာမလုံခြုံဘူးပေါ့အိမ်ထဲနေတာလည်းမလုံခြုံဘူးလမ်းသွားတာလည်းမလုံခြုံဘူးအလုပ်သွားတာလည်းမလုံခြုံအများနဲ့6လနေတယ်ပေါ့ဗျာနော်ဘေးနားမှာအတန်ကြားတာနဲ့ကို6လနေတယ်ပေါ့ လူငယ်၁၀ဦးမှ၄ယောက်ကနော်မလုံးမကြုံခံစားနေရတယ်ပေါ်တာဆွဲခံရမလားအသက်ခံရမလားနော်လူငယ်၇ယောက်မှလူငယ်၁ယောက်ကစိုးရိမ်ပူပန်နေရတယ်လူငယ်၁၀ယောက်မှလူငယ်၄ယောက်ကမလုံးမကြုံခံစားနေရတယ်ဒါကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကကုလသမဂ္ဂမှာဒီအစီအစဉ်ခံစာကိုတင်ပြတာပေါ့နော် လူငယ်အများစုကမြန်မာနိုင်ငံမှာလူငယ်အများစုကအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုကိုခံနေရတယ်တဲ့နော်ပြီးတော့အတင်းအဓမ္မစစ်မှုထမ်းတပ်သားအစ်စုဆောင်တာကိုခံနေရတယ်တဲ့မနှက်ဖြန်ဘာဖြစ်မလဲဆိုတာကို နေ့စဉ်ကြုံတွေ့နေရတယ်မနှက်ဖြန်ဘာဖြစ်မလဲဆိုတာကိုနေ့စဉ်ကြုံဒါတမြန်မာနိုင်ငံကလူငယ်တွေဖြစ်နေတဲ့နော်ပြဿနာပြဿနာနော် လူငယ်တွေအကြံဖတ်ခံနေရတယ်လူငယ်တွေစစ်မှုထမ်းတပ်သားတွေစူးစောက်ခံနေရတယ်နောက်မနှက်ဖြန်တေမလားရှင်မလားဆိုတဲ့စိတ်ဝေဒနာတွေခံစားနေရတယ်ပေါ့နော်ဒါလူငယ်တွေဒါကြောင့်ဘုန်းဘုန်းတို့လူငယ်တွေကိုအပြစ်မတင်ရပါဘူးပြပအလောက်ကန် agency တချို့ကတ်တတ်ထိတ်ချုပ်မှုကြောင့်တချို့ agency တွေရန်နာလိုက်ရပြီတဲ့ နော်အချမ်းဘတ်စစ်တပ်ကပြည်ပအလောက်ကအေဂျင်စီတွေကိုကတ်သတ်ထိန်းချုပ်မှုကြောင့်တချို့အေဂျင်စီတွေရန်နာလည်းရပြီပြည်ပနိုင်ငံကိုလူသမားစစ်လွတ်တာကတ်သတ်ထိန်းချုပ်တဲ့အတွက်ကြောင့်နော်ပြည်ပအလောက်ကအေဂျင်စီတွေတဲ့တချို့ကတော့ပြက်စီးပြီးတော့အပီးပိုင်ကိုနားသွားပြီတဲ့နော်တချို့ကလည်း လိုင်းစင်ပြတ်မအပ်သေးတာပဲရှိတယ်ဘာမှလုပ်လို့မရအောင်တချို့ကလည်းလိုင်းစင်ပြတ်မအပ်သေးတာပဲရှိတယ်ဘာမှလုပ်လို့မရအောင်တချို့ကတော့လေစိတ်ပြတ်ပြီးတော့အပြီးကိုနားသွားကြပြီတဲ့တချို့ကလည်းစိတ်ပြတ်ပြီးတော့အပြီးကိုနားသွားကြပြီနောက်ဖလပိုင်နိုင်ငံမှာ မလင်လောက်တာအရန်ကြောက်စရာကောင်းတယ်ပေါ့နော်ဘဘတို့ခုနှစ်တသမ၄အဆင့်ရှိတယ်ဗျာငလင်လောက်သွားတာနော်ဒါပေမဲ့မြန်မာနိုင်ငံလောက်လူသေးတာတော့မကြဘူးဘူး6ရောက်ပဲသေးတယ်ပေါ့နော်အစာဦးတွေပျက်စီးတယ်6ရောက်သေးတယ်ခုနှစ်တသမ၄ဆိုတော့နဲတဲ့အဆင့်တော့မဟုတ်ဘူးဗျမြန်မာနိုင်ငံနဲ့တိတ်မကွာဘူးဒါပေမဲ့လူအသေးအပြောက်တော်တော်နဲတယ်ပေါ့နော်လူအသေးအပြောက်တော်တော်နဲတယ် နောက်တစ်ခုကဒီကနေ့မန္တလေးတိုင်းစင်ကူးမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့နယ်မှာ ဖြစ်သွားခဲ့တဲ့ပီရီအတ်တွေနဲ့เนาะပြည်သူနဲ့ဟိုအပြန်ပြန်အလန်လန်ရံဖြစ်နေတဲ့သတင်းတစ်ပုဒ်เนาะမန္တလေးမြို့စင်ကူးမြို့နယ်မှာဖြစ်သွားတဲ့ပီရီအတ်တွေနဲ့ပြည်သူတွေနဲ့ အပြန်ပြန်အလန်လန်ရန်တွေ့နေတဲ့သတင်းတပုတ်အဲ့ဒီသတင်းကိုဖဖို့ကဘလို့မြင်တယ်လဲဆိုရင်ကအင်မတန်မှကျဉ်တ်ဆရာကောင်းတဲ့မြင်ကွင်းတစ်ခုလို့ဖဖို့ကမြင်ပါတယ်ဗျာနော်တကယ်တော့ဖဖို့တို့ကဒီသတင်းမျိုးကိုဝမ်းသာစွာနဲ့ကျဉ်တ်ရမှာဒီလိုသတင်းမျိုးကိုဖဖို့တို့မြင်ရတာဝမ်းသာဝမ်းသာစွာနဲ့ဖဖို့တို့လက်ခံရမှာ 大家口考样嘛。